success small company ရဲ့လူအများရဲ့လေးစားဂုဏ်ယူရတဲ့စံပြအမျိုးသမီးခေါင်းဆောင်ဖြစ်တဲ့ Blast Diamond ရောက်သူရှင် Max Zulai Win ကိုစင်မြင့်တက်တို့လေးစားစွာဖြင့်ပိတ်ခေါ်ပါတယ်ခင်ဗျာ Let's go တာကြတယ်လေးတာ也真的土宝宝，大路带转宽也得苦。那看你的个把的，开开到不阿罗西。 တွေ့တ again yokebi အားလုံးမင်္ဂလာပါ World Home Project မှာကြီးရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကဲနံပါတ်9ကကြတော့ web one နဲ့တူတဲ့သူ web one နဲ့တူတဲ့သူ web one က तू ကဘယ်လိုမျိုးလဲဆိုတော့ web one ဆိုတဲ့အတိုင်းပဲ तू ကအတန်ကြဲကြဲဟိန်းတာဟောက်တာဝါသနာပါတူတာဘာမှအတုံးမကြတာဒါပေမဲ့ तू ကဟိန်းလိုက်မယ်ဟောက်လိုက်မယ်ဆိုတဲ့သူမျိုး ်နော်အဲ့လိုမျိုးနေရာတိုင်းမှာအတန်ကျဲကျဲပြောတတ်တယ်ဟေးငါရောက်လာပြီနော်ဟေးအဲ့လိုမျိုးအဲ့လိုမျိုးသူနောက်ကျနေမြားသူများတခါလေသူချိန်မှာအရင်ရောက်နေပြီဟင်းသူလာရင်ကိုသူကသူများကိုသိစေချင်တာအဲသူလာရင်ကိုသူချိနေပြီဆိုတော့သူများကိုသိစေချင်တဲ့သူမျိုးအဲ့လိုမျိုးနော်အအတန်ကျဲကျဲနဲ့အဲ့ဒါလာပြီးတော့ခါကြတော့မှဘာမှမလုပ်ရသေးဘူးသူများတကားတဲ့အလုပ်တွေအကုန်လုံးလုပ်လို့ပြီးသွားပြီဘာသာမှမထွက်ဘူးသူနည်းနည်းလေးလုပ်ရရင်သူကအတန်ကျဲနေရလေအဲ့လိုမျိုး ဟာဒီမှာနင်းနေလောက်ပြီးများများအတန်ထွက်တဲ့သူပေါ့ငါပြင်ပန်းနေပြီနော်အဲငါငါ့ကိုနင်မကြည့်ဘူးလားအဲ့လိုမျိုးသူများတွေလုံနေတော့တော့အကောင်ကြီးပဲဟုတ်တယ်မလား तू လဲ तू လောက်ရပြီဆိုလို့ရှိရင်အဲ့လိုအတန်ထွက်တတ်တဲ့သူမျိုးနော်အလုံးလောက်ပြီဆို तू တစ်ခုလောက်ရင် तू များလည်းတစ်ခုလုံးမှကြိုက်တဲ့သူမျိုးနော်သူတခုလောက်ပြီသူများတကငြိမ့်နေပြီဆိုငါလုံနေတယ်နင်တော့မမြင်ဘူးလားအဲအဲ့လိုမျိုးအဲ့လိုမျိုးနော်ပြီးလို့ရှင်ဩဇာအာနာလိုချင်တဲ့သူ နော်ဩစာအာနာလဲလိုချင်တယ်သူကဩစာလဲကြည့်ချင်တယ်ဆိုတော့သူ့ကိုအေးပေးတာလိုချင်တယ်နော်သူ့ကိုအလေးထားတာလိုချင်တယ်အဲ့လိုမျိုးပေါ့ဟိုလီစတက်တွေထဲမှာအပေးစကားပြောပေးပါအောင်ဆိုနေရင်ငါ့ကိုကြိုပြောလေအဲအဲ့လိုမျိုးငါ့ကိုခေါ်ပြီးပြီလားအဲ့လိုမျိုးနေငါ့ကိုကြော်ညာပြီးပြီလို့လားအဲ့လိုမျိုးငါပုံဝေါ်လှအောင်လုပ်ရက်လားအမျိုးမျိုးပေါ့နော်သူက ဩဇာအာဏာလိုချင်တဲ့သူသူ့ကိုအရေးပေးတာမျိုးလိုချင်တဲ့သူထိုင်ကုန်နေနေရာတွေပါဆိုလို့ချင်းနောက်နားလေးမှာထိုင်ဆိုလို့ဟင်းမဟုတ်ဘူးသူကအဲ့လိုမျိုးဟိတ်နဲ့ဟန်နဲ့ခြေစုံမှာထိုင်ချင်တဲ့သူမျိုးအဲအဲ့လိုမျိုးပေါ့နေရာပေးတာလိုချင်တဲ့သူငါ့အတွက်နေရာမရှိဘူးလားငါ့အတွက်မချမ်းသာဘူးလားအစားတောက်စားမယ်ဆိုလို့ချင်းငါ့ပုံနာမချမ်းသာဘူးလားအဲ့လိုမျိုးသူ့ကိုအရေးပေးတာမျိုးလိုချင်တဲ့သူမျိုးလေနော်အာโอเคပြီးရင်သူက အတကြီးတယ်အတကြီးတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ ego ရှိတယ်ပေါ့နော် ego ရှိတယ်ငါပဲငါပဲမှန်တယ်အဲငါလုံနေတာမှန်နေပြီငါလုံနေတာငါပြောနေတာမှန်နေပြီအဲအဲ့လိုလူမျိုးနော်အတကြီးတယ်ပြီးရင် तू ဟာအဲ့လိုလူမျိုးတွေကတဲ့လူကိုရှင်းကတ်တာကျွမ်းကျင်တယ်သူတို့လိုအပ်တဲ့သူသူတို့လိုချင်တဲ့သူဆိုရင်သူတို့ကအသုံးချတတ်တယ်လူချင်းကတ်တတ်တယ် နော်သူတို့လိုချင်တဲ့သူဆိုလို့ရှိရင်မရရအောင်ချင်းကတ်တာအဲ့လိုလူမျိုးတွေကလေချင်းကတ်တာကြွန့်ကျင်တယ်လိုအဲ့လိုလာပေါင်းတာပေါ့ပြောမယ်ဆိုရင်သူများတကာတွေကိုလိုသုံးလုံးတတ်တဲ့သူတွေပေါ့လိုရင်သုံးတတ်တယ်မလိုရင်မသုံးတတ်ဘူးအဲအဲ့လိုလူမျိုးလိုသုံးလုံးတတ်တဲ့သူမျိုးပေါ့နော်ပြီးရင် hate han power ရှိစွာနေတတ်တယ်အာသူကဘာပဲဖြစ်ဖြစ်ကတော့ hate နဲ့ han နဲ့အဲ့လိုနေတတ်တယ် အဲ့လိုမျိုးသူ့ကိုဆိုလို့ချင်းသူ့ကိုဆိုလို့ချင်းပေါပပပါလေးပဲလုံလိုက်လို့မရဘူးသူ့ကိုအာနေရပေးမယ်ဆိုလို့ချင်းသူ့ကိုဟိတ်နဲ့ဟန်နဲ့နော်ဒီလိုမျိုးတွေလှုပ်ပေးမှကြိုက်တဲ့သူမျိုးအဲ့လိုမျိုးအများရဲ့အမြင်ကိုလက်ခံနိုင်စွမ်းအားနေသူတဲ့သူများတကာတွေကပြောတယ်ဆိုလို့ချင်းငါတော့မထင်ပါဘူးဖြစ်နိုင်ပါဘူးနေလုံးနိုင်မှာမဟုတ်ပါဘူး ဟုတ်တယ်မလားအဲအဲ့လိုမျိုးပေါ့ဒေါင်းလိုက်ရယာတူးယူမယ်ဆိုဟဲ့နိပုံစံနဲ့ဖြစ်နိုင်တော့ပါဘူးငါတော့မထင်ပါဘူးအဲ तू ကအဲ့လိုမျိုး तू စိတ်ထင် तू အဲ့လိုမျိုးပြောတာဟာ तू များကိုအားပေးတယ်လို့ထင်တာဒါပေမဲ့ तू အဲ့လိုမျိုးပြောလိုက်တာဖြစ်တဲ့အတွက်တစ်ဖက်လူမှာအာရော့သွားစေရဲ အဲ तू ကအဲ့လိုမျိုး तू ကတော့ပွပွလင်းလင်းပြောလိုက်တာပေါ့အဲ့လိုမျိုးဘာလို့ဆိုနင်းရဲ့အားနေချက်ကိုမြင်နေအောင် तू ပြောရလဲမှန်တော့မှန်တယ်လေဒါပေမဲ့ downline နေကမိုးလျာမိုးချုံအိယာထားနောက်ကျပြီးတော့ပြင်းကြီးပြီးတော့မိတ်ဆက်တရားမှမရှိတာဟုတ်တယ်မလားလာကုန်တော့ तू နဲ့ပလန်လာချတဲ့အခါမှာ platinum လိုချင်တယ်ဆိုတော့ तू ကပြောတာပေါ့အေးဖြစ်နိုင်မအောင်ထင်မအောင်နင်းနင်းဘာမှတော့မလုပ်တာနင်းမိတ်ဆက်တရားမှတော့မရှိတာအဲဆိုပြီးတော့မှ तू ကပြောတော့ခါကျတော့ ငါငါပလန်လာရှာတာမှားသလားမှန်သလားအဲ့လိုမျိုးဖြစ်သွားစေတာပေါ့နော်အဲသို့တော့ကိုစိတ်ထဲမှာသူ့ရဲ့အားနေချက်ကိုဘလို့ပဲမြင်ထားမြင်ထားအာတကယ်နားလေတဲ့သူကြတော့အဲ့လိုမျိုးတဲ့မပြောဘူးပေါ့နော်အမ်โอเคကောင်းပြီဒါဆိုရင်ဘာလို့တင့်တယ်လို့တင်လဲအာဒီဟာဘလို့ဆက်လုပ်သွားရမလဲစသဖြင့်ဒီလိုမျိုးလေးတော့ရှိတာပေါ့နော်သို့တော်သူကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးသူများတကာကိုဘာဖြစ်လဲ ူများရဲ့အမြင်တွေကိုလည်းဥမာအစည်းအဝေးတွေပါညာလောက်တယ်ဆိုလို့ရှိရင်သူများကဒီလိုကောင်းတယ်ဒီလိုမျိုးလောက်ကြည့်ပါလားဆိုရင်ဟေးမကောင်းအဲ့လိုမျိုးမကောင်းဖြစ်နိုင်မှာမဟုတ်ဘူးအဲ့လိုမျိုးသူကမဖြစ်နိုင်တဲ့အပိုင်းတွေကိုအရင်ဦးဆုံး mindset ထဲမှာထားတတ်တဲ့သူမျိုးအဲ့လိုလူမျိုးတွေနဲ့အစည်းအဝေးလုပ်လို့ရှိရင်အစည်းအဝေးပြတ်တယ်သင်တန်းတစ်ခုလောက်ဖို့စီစဉ်မယ်ဆိုရင်အဲ့လိုလူမျိုးတွေပါရင်ကိုအစည်းအဝေးပြတ်တယ်သင်တန်းပြတ်တယ် အဲသူတို့ကကြတော့ဘလို့ကာပါယူထားလဲဆိုတော့ကြိုပြောထားတာငါဖြစ်နိုင်တာရှိတာကိုကြိုတွေးထားတာဖြစ်နိုင်မယ်ထင်တာကိုကြိုပြောထားတာတပည့်ကြိုပြောလို့ရတယ်ကောင်းတဲ့အရာတွေဘက်ကိုပို့တွေးပေါ့နော်အကယ်၍သူ့စိတ်ထဲမှာဒီလိုမျိုးအာရှိတယ်ဆိုလို့ရှိရင်လေ तू ဟာဟိတ်ဒါဆိုဒီနေရာကိုငါဘလို့မျိုးအကောင်းဆုံးဖြစ်အောင် လုပ်မလဲပေါ့ကြံတဲ့သူတွေကြတော့အဲ့လိုတွေးတယ် तू ဟာဟင်အင်းဘဒူတာဝန်ယူမှလဲအကယ်၍ဒီလိုဖြစ်လာရင်ဘဒူတာဝန်ယူမှလဲအဲအဲ့လိုမျိုးဘဒူဘဒူ ဘသူ့ကိုတာဝန်ယူခိုင်းရမှာလဲငါမယူဘူးနော်အဲ့လိုလူမျိုးအဲ့ဒါမလားအဲ့လိုလူမျိုးကဲပါလားအဲ့လိုလူမျိုးမြင်ရောင်လို့ရလားကဲရေးမယ်ရေးဖို့အချိန်နည်းနည်းပေးရမယ်ထင်တယ်နော်ဒီလိုလူတွေများမယ်ထင်တယ်အချိန်ပေးတဲ့အနေနဲ့မသိလဲရေးတိုက်ပါအောင် ိမ်ပေးမယ်ရေးလိုက်ပါဘသူတွေပါလဲဒါမှမဟုတ်မိမိကိုယ်တိုင်ဖြစ်နေသလားငါပဲဒီလူဟာငါပဲအဲငါပဲ ပညာတွေသွားသွားသင်ပြီးလို့ရှင်အာစူးစမ်းမယ်2025မှာစူးစမ်းမယ်2025မှာရလက်ရချင်တယ်ဟဲ့နင်တို့ဘာမှမလုပ်ဘူးလားဂလူတွေမှာလေဘာမှမလုပ်ဘူးလားမိတ်ဆက်ခြာတော့လေအဲနင်တို့ခြာတာလည်းမတွေ့ဘူးဘဒူးမှရာဒူးမယူကြဘူးလားရောင်းအားလည်းဘလောက်မှမတက်ဘူးဟောနဲ့ဆိုပြီးသွားပြောတယ်အဲအဲ့လိုမျိုးပေါ့နော်သူကြတော့ဘာမှမလုပ်ဘူးရှိလားမရှိတော့ဘူးလို့ထင်တာမဆူလန် ်နည်းနည်းရှိလားများများရှိလားကဲဝေါ်ဟောင်ဘလော့ကျမှာရှိတဲ့သူတွေလည်းဖြည့်မယ်နော်အပြင်မှာလည်းရေးထားမယ်တန်တဲ့ဘဝစီတို့ကိုရဲ့ချင်းတီထိုးပေါဖို့ဒါလူတိုင်းအတွက်ခွင့်ရေးတခုနောက်ကနေတဲ့ကဘာတဲ့ခက်ခဲသောဘဝတို့စီအိမ်မက်တွေ့တကယ်ရောက်ခဲ့ပြီရုပ်ကြည့်ချင် success more success more to can them the need the ten so success more success more need to my so zero my hero.